မင်္ဂလာပါရှင်မန္တလေးခေတ်တစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အလကားနေရစစ်တပ်စန့်ချီရင်နဲ့အမုံတရားများကြောင့်နိုင်ငံကခြားလက်ပတ်ရန်နေဟုကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံတွင်အလက်ကားနေရေးစစ်တမ်းစန့်ကျင်ရေးနှင့်အမုံတရားများကြောင်းနိုင်ငံမှာခြာလက်ပတ်ရန်နေကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုပါရယ်အော်တိုဘာလ2ရက်နေ့ရန်ကုန်မြို့တွင်စစ်တပ်ထောက်ခံသောတရုတ်ဆောင်များလူရှင်တော်များအပါအဝင်ရုပ်ရှင်အတိုင်းဝိုင်းနှင့်တွေ့ဆုံစဉ်ကျန်းဖို့ခင်ကြီးကအထက်ပါတိုင်ပြောဆိုခြင်းဖြစ်ပါရယ်ကျန်းဖို့ခင်ကြီးက၎င်းစစ်သားဖြစ်ခဲ့စဉ်ကရှေ့တန်းထွက်နေရပြီးပြန်လာချိန်တွင်သားသမီးများကမှတ်မှတ်မိကြောင်းတိုက်ပွဲတွင်82နာရီကြာတိုက်ခိုက်ခဲ့ရပြီးတနက်16ချက်မှန်ခဲ့ကကြီးနှစ်တောက်မှာဘိုက်ထဲတွင်ကျန်နေကြောင်း ခွဲစိတ်မရကြောင်းသူ့ဘဝမှာရုပ်ရှင်ရိုက်၍ရကြောင်းတို့ရတွင် အလကားနေရင်တက်မတော်ကိုမုံတီးဆန့်ကျင်နေကြကြောင်းပြောဆိုပါတယ်အလကားနေရင်တက်မတော်ဆန့်ကျင်ရင်းနဲ့အမုံတရားတွေနဲ့နိုင်ငံရေးကကျွန်တော်တို့နိုင်ငံခြားလက်ပတ်ရန်နေတယ်ဒါကြီးကလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာသစ်တစ်ခုကိုဘဝသစ်တစ်ခုအနာဂတ်သစ်တစ်ခုကိုဖန်တီးဖို့ကရောက်ကိုရောက်နေပြီအဲ့ဒီအတွက်အလေပြောင်းကရွေးကောက်ပွဲပဲရွေးကောက်ပွဲကိုအားပေးပါဟုကြံ့ဖို့ခင်ကပြောဆိုပါတယ် ကျန်းဖို့ခင်ကရွေးကောက်ပွဲနီးကပ်လာသည့်နေ့အများစစ်တပ်ထောက်ခံနေသောရုပ်ရှင်အတိုင်းဝိုင်းကိုမကြာခဏဆိုသလိုတွေ့ဆုံလျက်ရှိပြီးဖိုတိုတွေ့ဆုံမှုမှာမဲဆွယ်မှုနဲ့မဲဆွယ်စီယုံခိုင်ခြင်းမဟုတ်ကြောင်းခင်ကပြောဆိုပါတယ်။ကျွန်တော်တို့မဲဆွယ်စရာလည်းမလိုပါဘူး။မဲဆွယ်ကာလာလည်းမဟုတ်ဘူးပေါ့နော်ဟုခင်ကပြောပါတယ်။ကျန်းဖို့ခင်နဲ့မကြာခဏဆိုသလိုတွေ့ဆုံနေသောတွေ့ဆုံခွင့်များတွင်ရွှေတန်စင်ဝင်းမောင်တယုတ်ဆောင်မေတန်းတို့အစိုးရဂျင်းနီနဲ့ ထူးရှင်တော်အုပ်သည်အစိုးရစုတီအပါဝင်စစ်တပ်ဘက်တော်သားရုပ်ရှင်အတိုင်းဝိုင်းများပါဝင်ကြသည်ယနေ့အောက်တိုဘာလ9ရက်နေ့တွင်လဲကျန်းဖို့ခင်ကြီးကဝင်းကိုကိုလန်ဒေါခင်ဝိုင်းကြီးအပါဝင်မဘာသာဘာသာရေးအစွန်းရောက်များနှင့်အမျိုးသားရေးအစွန်းရောက်များကိုရန်ကုန်မြို့ကျန်းဖို့ပါတီတွင်ထပ်မံတွေ့ဆုံပြန်သည်ဆလပီဖာပွန်ခရိုင်တွင်စက်တင်ဘာလအတွင်းတိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ20ဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ခရင်ပြည်နယ်ဖားပွန်ခရိုင်တွင်စက်တင်ဘာလအတွင်းတိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်ဗမာ20ဦးသေဆုံးခဲ့ကြောင်း KNU မြစ်တာ District ကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ1ရက်နေ့မှ30ရက်နေ့ထိဖားပွန်ခရိုင်တွင်အကြံဖက်စစ်တပ်နှင့် KNL တပ်မဟာ၅တို့တိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲများအတွင်အကြံဖက်စစ်တပ်ဗမာ20ဦးသေဆုံးက39ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထို့ပြင်အကြံဖက်စစ်တပ်ကလည်းထိုက်ပွဲများအတွင်အရက်သားဖြစ်သူများနေထိုင်သည့်ခြေရွာများကိုလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ကြောင်းသိရပါသည်အကြံဖက်စစ်တပ်ကအရက်သားပြည်သူများနေထိုင်သည့်ခြေရွာများကိုဒရုန်းဖြင့်ကိုးချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီး Jet Fighter လေယာဉ်ဖြင့်လည်းနှစ်ချိန်ဘုံကျဲခဲ့ကြောင်းထိုလေကြောင်းတိုက်ခိုက်မှုအတွင်ခြေရွာနေပြည်သူတို့အူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူများရွာလုံးကျွတ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။အလားတူအောက်ကုလပိုင်းကလည်းဖောက်ပွန်ခရိုင်အတွင်အကြံဖက်စစ်တပ်နှင့် KNLA အမှတ်9တပ်မဟာတပ်ဖွဲ့ဝင်များ တိုက်ပွဲ63ကြိမ်ဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်တပ်မှ9ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်တိုက်ပွဲများအတွင်အကြံဖတ်စစ်တပ်၏ဌာနဆိုင်ရာအဆောက်အအုံတလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးဗမော်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကော်မရှင်ကစစ်ကြောင်းများခွဲ၍စစ်ကြောင်းထိုးနေပြီးလေကြောင်းပစ်ကူဇက်တိုက်ပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့တွင်စစ်ကော်မရှင်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်းထုတ်နေကြောင်းသိရပါတယ်။ဗမော်မျိုးတွင်ရှိစစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ထားသည့်နေရာများကို KIA ကတကြော့ပြန်သိမ်းယူပြီးနောက်စစ်ကော်မရှင်ဘက်ကလေရင်ပစ်ကူများပါနှိမ့်စင်အုံထူလာကြောင်းသတင်းရေးမြစ်ထံမှသိရပါတယ်။စစ်တပ်ဘက်ကလူအင်အားဖြည့်ကူနေသူတို့တက်ချင်းလက်ချင်းချိတ်ဆက်နိုင်တဲ့အနေအထားကိုရောက်လာပြီးထိုးစစ်ပြန်ဆောင်နိုင်ခဲ့တဲ့ပေါ် KIA ကခိတ္တဆုပ်ပေးခဲ့တဲ့နေရာတွေကိုအခုပြန်သိမ်းနေပါတယ်ဟုကချင်သတင်းရေးမြစ်ကသတင်းဌာနကိုပြောပါတယ်။ တန်ချက်ကတက်ရင်တာတာရ8006ဂိတ်ပေါက်အနီတီတိုက်ပွဲရှိနေပြီးစက်တင်ဘာလအတွင်းကလည်းတန်ချက်ကတက်ရင်နာစစ်ကြောင်းထိုးလာသည့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများခဲ့သည်ပြီးခဲ့သည့်ရက်ပိုင်းအောက်တိုဘာ၁ရက်နေ့ကခလာရ48အနောက်ဘက်ကကင်းစခန်းနှင့်ရွှေပြည်သား KPC ဖျားကြောင်းကုန်းတို့ကို KIA ကပြန်လည်သိမ်းယူခဲ့သည်စစ်ကော်မရှင်ကစီရေးအရာရေးပါသည့်ဖြူဟာမြောက်နေရာများကိုစစ်ကြောင်းသုံးခုခန့်ခွဲပြီးချမ်းကျက်တိုက်ခိုက်လာပြီးဗမော်လမ်းမကြီးတစ်လျှောက် နေမည်စုံမုံနိုင်ရန်စစ်ကြောင်းဖြန့်လာနေခြင်းဖြစ်သည်လေကြောင်မှလည်းတိုက်ပွဲဖြစ်ပွားရနှင့်အမတ်၂၁စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ21အနီကိုတနည်းလျင်အနည်းဆုံး၃ချိန်နီးပါးလေရင်ပစ်ကူပေးထားကြောင်းကချင်သတင်းရင်းမြစ်များထံမှသိရပါသည်စစ်ကော်မရှင်ကဗမော်တိုက်ပွဲပြန်လည်ထိုးစစ်ဆင်လာနိုင်သည့်အတွက်စကခမှုနှင့်88တပ်မမှုတို့ကိုယာရူတိုးပေးပြီးဝါရဖြန့်မှုများပြုလုပ်လာသည်စစ်ကော်မရှင်ဝါရဖြန့်သတင်းစာများတွင်လည်းဗမော်ကိုစစ်တပ်ကပြန်လည်ထိန်ချုပ်နိုင်ပြီဟုဖော်ပြပြီးနောက် KIA ကစစ်ရေးနေမည်အချို့ကို တကြောပြန်ပြန်လည်သိမ်းယူလာခြင်းဖြစ်သည်ဆက်လက်ပြီးဂျိုးပင်ကောက်ရှိငံရွာကိုစစ်တပ်မျိုးရှုပ်ပြီးဖြူသူရှိဦးအားစစ်မှုထမ်းရန်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကိုတိုင်းဂျိုးပင်ကောက်မြို့နယ်တွင်စစ်ကြောင်းကရွာကိုမျိုးရှုပ်ပြီးဖြူသူရှိဦးအားစစ်မှုထမ်းရန်ဖမ်းဆီးသွားကြောင်းသိရပါတယ်။ရှင်းနေအော်တိုဘာ9ရက်နနက်9နာရီခွဲကန်တွင်အလေကုန်းရဲစခန်းမှထွက်လာသည့်အင်အား150ကျော်ပါစစ်ကြောင်းကိုဒေသခံပြည်သူများကရွာ၌တဲကိုကွင်မပေး၍ဆိုသည့်အကြောင်းပြချက်ဖြင့်ရင်းငန်းရွာအားမီးရှို့ခဲ့ကြောင်းသိရပါသည် ရွာသားတွေကတော့သူတို့ရွာကိုမတဲဖို့ပြောတယ်။အဲ့ဒါကိုဘာလို့မတဲဖို့ပြောတာလဲဆိုပြီးတော့မင်းတို့လည်း PDF တွေနဲ့ဘာမှမထူဘူးဆိုပြီးအဲ့လိုမီးရှို့တာလို့ကြားတဲ့ဟူတာယာဝတီခရိုင်တက်ရင်3800တဲတက်ခွဲတက်တက်ခွဲမှုရဲဘော်ကရင်လေးကသတင်းဌာနကိုပြောပါတယ်။ရေငန်ရွာတို့ယခုစစ်ကြောင်းဝင်ချက်တီပထမဆုံးအကြိမ်ဖြစ်တဲ့ဖြင့်ပြည်သူများထွက်ပြေးတိမ်းရှောင်ခြင်းမရှိကြောင်းနဲ့ရင်းစစ်ကြောင်းကအမျိုးသားရှေ့ဦးကိုဖမ်းဆီးခြင်းနဲ့နေအိမ်များကိုမီးရှို့ခြင်းတို့ပြုလုပ်မှသာကြောက်လန့်ကထွက်ပြေးတိမ်းရှောင်ကြကြောင်းသိရသည်။ ဒါပထမဆုံးပဲဖန်ဆီးခံထားရတာကတော့ခုလက်ရှိရှိရောက်လို့ကြတဲ့လူငယ်တွေရောကြီးတဲ့အပိုင်းတွေရောပါမှာပေါ့ကျန်တဲ့ပြည်သူတွေကတော့ထွက်ပြေးကုန်တာပေါ့ရွာထဲမှာအဲ့ဒီလိုမိတွေဘာတွေရှို့တော့လမ်းပြန့်ကုန်တာပေါ့ဟုလက်ကောင်ကဆက်လက်ပြောပါတယ်ဖန်စီခံရသည့်ရှစ်ဦးကိုစစ်မှုထမ်းရန်အတွက်အလေကုံရဲစက်ခန်းမှတက်ဆင်ဂျိုးပင်ကောက်မြို့ပေါ်သို့ကားဖြင့်ပို့ဆောင်လိုက်ကြောင်းသိရပါသည်။ရင်းစစ်ကြောင်းသည့်ရေငန်ရွာတဲတွင်ယနေ့ညနေပိုင်းအထိရှိနေသည့်ဖြင့် မိလောင်ပြက်စီးမှုအခြေအနေကိုမသိရသေးပြီးအလေကုံရေစက်ခန်းနှင့်ရေငန်ရွာသည်တရွာကျော်သာဝေးကြောင်တည်ရသည်ရေငန်ရွာသည်စစ်ကောမရှင်စိုးမိုးနေမိတဲ့တွင်ပါဝင်ပြီးဂျိုးပင်ကောင်းမျိုးနဲ့ခွနမိုင်ခန့်ဝေးသည်ဆက်လက်ပြီးမွန်ပြည်နယ်မှာလူငယ်တွေကိုအလင်းငိုက်ဖမ်းဆီးပြီးစစ်သားစုဆောင်မှုပုံများလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ဟာရွေးကောက်ပွဲကြီးလာပေမဲ့လူငယ်တွေကိုအလင်းငိုင်အတင်းအဓမ္မဖမ်းဆီးပြီးစစ်သားစုဆောင်မှုတွေပိုလုံလာတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။စစ်ကော်မရှင်ဟာဒေသတွေမှာတယောက်တည်းအလုတ်သွားအလုတ်ပြန်လုပ်တဲ့လူငယ်တွေတယောက်တည်းဝန်ကြီးအတွက်ရှာဖွေနေတဲ့လူငယ်တွေအပြင်ညာဘက်တယောက်တည်းအပြင်ထွက်တဲ့လူငယ်တွေကိုပြစ်မှတ်ထားလာတာပါ။ပြစ်မှတ်ထားခံရတဲ့လူငယ်တွေကိုတော့စစ်ကော်မရှင်တပ်ကလူအလစ်မှာဖမ်းဆီးခေါ်ဆောင်သွားတာ။ စစ်ဆေးဆရာရှိတဲ့အတွက်ဆိုပြီးသက်ဆိုင်ရာနေမြေတပ်တွေကိုဖမ်းဆီးသွားတာအပြင်အကြောင်းအမျိုးမျိုးပြပြီးစက်တိုက်ဖမ်းဆီးနေပါတယ်။မူးတော်မျိုးနဲ့နေလူငယ်တအူကတော့စစ်ကော်မရှင်ဟာတယောက်တည်းစာဝတ်နေရအတွက်ရှာဖွေနေရတဲ့လူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးတာတွေလှုပ်ဆောင်နေတဲ့အပြင်လမ်းမှာတွေ့ရင်တွေ့သလိုဖမ်းဆီးတာတွေကအစားပုံမပြုတ်လောက်လာတယ်လို့သတင်းဌာနကပြောပါတယ်။အဖမ်းဆီးကတော့ခုနှစ်တုန်းကငါးရှာတဲ့ကောင်လေးတယောက်ကိုဖမ်းသွားတယ်။ပထမကရင်းနှစ်တည်းဆိုပြီးလိုက်ရှာတာ၃ရက်လောက်ရှိတယ်။ပွဲတွေဘာတွေပေးဘာညာရှာပုံ နှစ်ရက်သုံးရက်ကြာတော့မှစစ်တပ်ကဖမ်းဆီးသွားတဲ့အကြောင်းအကြောင်းပြန်လာပေးတယ်စစ်မှုထမ်းဖမ်းတာပေါ့လို့ဆိုပါတယ်ဖမ်းဆီးခံရတဲ့လူငယ်အများစုကိုတော့စစ်ကော်မရှင်တပ်ကတိုက်ရိုက်ဖမ်းဆီးနေတာဖြစ်ပြီးစစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေတောင်မတိရတယ်လို့ဖမ်းဆီးခံရပြီးစစ်မှုထမ်းအတွက်စစ်သားစုဆောင်ခံရသူတွေကိုလည်းမိသားစုဝင်တွေနဲ့ပေးမတွေ့ဘူးလို့သူကဆက်ပြောပါတယ် ရေမျိုးနယ်နေလူငယ်တအူးကလည်းပြည်တွင်းစစ်ဖြစ်နေတဲ့ကာလမှာစစ်မှုတန်းအပေါ်ဘယ်သူမှစိတ်ဝင်စားသလိုအခုလိုလူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးနေတဲ့အတွက်စိုးရိမ်ပူပန်မှုမြင့်တက်နေရတယ်လို့သတင်းဌာနကပြောပါတယ်။ဒီလိုမျိုးပြည်တွင်းစစ်ကာလကြီးမှာစစ်မှုတန်းပုံကိစ္စကတော့ဘယ်သူမှစိတ်ဝင်စားမနေဘူး။လုံလဲမလုံချင်ဘူးဒီကိစ္စကတော့တော်တော်လေးတော့ပြဿနာကြီးတယ်အရင်လိုမလုံချုံဘူးခရီးသွားရင်လည်းမသွားရဘူးပေါ့ဖျားဖို့ထွက်ရင်လည်းမထွက်ရဘူးရန်ကုန်မြို့လိုမျိုးမျိုးကြီးကိုမျိုးမဟုတ်တဲ့အခြားမြို့မှာအလုပ်သွားလုပ်မယ်ဆိုရင်တော့လေမလုံရကြဘူး စိုးရိမ်စိတ်ကတော်တော်လေးကိုအနှောင့်အယှက်ဖြစ်တယ်လို့မြင်တယ်ပေါ့နော်လို့ဆိုပါတယ်။ဒေတာရင်းမှာတော့စစ်ကော်မရှင်တပ်တွေရဲ့အနီးအနားမှာနေထိုင်တဲ့လူငယ်တွေဟာတော်ယုံအပြစ်မထွက်ရဲကြတော့ပဲလူလက်မှုတွေဆုံရှုံလာတယ်လို့လူငယ်အများစုဟာလည်းတပတ်နိုင်ငံကိုနှီးမျိုးမျိုးနဲ့ထွက်ခွာမှုတွေမြင့်တက်လာတယ်လို့သူကစက်ပြောပါတယ်။တပတ်မှာစစ်ကော်မရှင်လက်အောက်ခံရဲကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာအရင်လိုစစ်မှုတန်းအတွက်လူစားထိုးအငားခေါ်ယူလို့မရတဲ့ပြဿနာကိုရင်ဆိုင်ရပြီးနောက်ဒေတာရင်းကလူငယ်တွေကိုအကြောင်းမျိုးမျိုးပြဖမ်းဆီးတာစစ်ခေါ်စာပေးပို့တာတွေအပြင်မင်းနိုင်တာတွေကအစလုံးဆောင်နေတာပါ တရင်ဌာနကပြုစုထားတဲ့အချက်အလက်တွေအရမွန်ပြည်နယ်မှာစစ်ကောင်စီရဲ့ပြည်သူ့စစ်မှုရန်တင်တဲ့အပတ်စဉ်တစ်ကနေအပတ်စဉ်၁၈အထိဒေသတွင်းမှာစစ်မှုရန်အကျုံးဝင်တဲ့လူငယ်စုစုပေါင်း၃၀၀နီးပါးစစ်သားစုဆောင်ခံထားရပါတယ်။